အမေမင်္ဂလာပါစူပါမန် channel လေးကကြိုဆိုလိုက်ပါရနော်လာတလာရင်3ရက်12ရက်21ရက်30ရက်နေ့များမှာမွေးဖွားလာတဲ့တတမီမီလေးများဟာတုံးကနန်းသမားတတမီမီလေးများဖြစ်ကြပါတယ်တုံးကနန်းဆိုတာ ဘောတရားအပြင်ဖန်တီးမှုဆက်သွယ်မှုနဲ့ပျော်ရွှင်မှုတို့ကိုကိုးစားပြုတဲ့ကနမင်းဖြစ်ပါတယ်။ဒီလိုနေ့ရမှာ မွေးဖွားတဲ့တသားမိမိလေးတို့မှာဘလို့ကောင်းကျိုးဆိုးကျိုးလေးတွေရှိတယ်ဆိုတာကိုဒီနေ့စူပါမန်ကဘဟုတုတ္တအဖြစ်ဝေမျှပေးပြစီနော်။တုံငနန်သမားများဟာဉာဏ်ရည်ထက်မြတ်သူလေးများဖြစ်ပြီးဖန်တီးနိုင်စွမ်းကောင်းကျသူများဖြစ်ကြပါတယ်။စိတ်ကူးရင်စံတတ်သူများဖြစ်ပြီးအမှုပညာစွမ်းရည်ရှိကြသူများလည်းဖြစ်ပါတယ်။ အထူးသဖြင့်ပကြီဆွဲခြင်းတချင်းဆူခြင်းလိုဖန်တီးမှုဆိုင်ရာတွေမှာအယံကိုထူးချွန်ကြသူများဖြစ်ပါတယ်။လူမှုဆက်ဆံရေးမှာလည်းအထူးကောင်းမွန်ကြသူများဖြစ်ပြီးစကားပြော အထူးကောင်းမွန်တတ်သူပျော်ပျော်ရွှင်ရွှင်နဲ့နေတတ်သူများဖြစ်ကြပါတယ်။မိကောင်ဆွေကောင်းများရရှိတတ်ပြီးမိတ်ဆွေအစ်စ်များကိုနေရာမရွေအချိန်မရွေဖွင့်နိုင်ကြသူများလည်းဖြစ်ပါတယ်။ ပဝင်းချင်းရှိသူများကိုပျော်ရွှင်အောင်ဖန်တီးနိုင်သူများဖြစ်လို့တအိမ်လုံးကချစ်ခင်ကြပြီးအိမ်ရဲ့ဆဲလေးလေးများလည်းဖြစ်လေလေးရှိပါတယ်။တခြားသူများအပေါ်အမြဲတမ်းအကောင်းမြင်လေးရှိပြီးအပြုသဘောဆောင်နေစိတ်ထားတတ်သူများဖြစ်ပါရဲ့။ကြုံလာသည်။အခက်အခဲများကိုလည်းအပြုံးမပြတ်ပျော်ရွှင်စွာဖြတ်ကျော်နိုင်ကြသူများလည်းဖြစ်လေရှိပါရဲ့။စူဇန်ချင်းစိမ့်ပြင်းထန်စားသူများဖြစ်ပြီးကဘာကြီးကိုစူဇန်လေးလာဖို့အမြဲစိတ်လှုပ်ရှားနေလေးလည်းရှိပါရဲ့။ အသင်စမ်းများကိုအထူးသဖြင့်စိတ်ဝင်စားလေးရှိပြီးတင်ယူခြင်းစိတ်အထူးများသူများဖြစ်ကြပါသည်။တုံငနဲ့သမားများအတွက်စိန်ခေါ်မှုဖြစ်စေနိုင်တဲ့ဇယိုက်လက္ခဏာလေးတွေကတော့စိတ်လှုပ်ရှားလွယ်တဲ့သူများဖြစ်လို့မိမိခံစားနေရတဲ့ခံစားချက်များကိုပွင့်လင်းစွာဖော်ထုတ်ပြသလေးရှိပြီးစိတ်ခံစားမှုပေါ်မူတည်ပြီးဆုံးဖြတ်ချက်ချတဲ့သူများဖြစ်ကြပါသည်။တစုံတစ်ခုပေါ်အာယုံဆိုင်ရာမှာမကြာခဏပြောင်းလဲတဲ့ခြင်းကြောင့် တစ်ခုခုကိုစတင်ပြီးပြီးဆုံးအောင်လုပ်ကင်ဖို့ခက်ခဲလေလေရှိပါ၏အရာရာကိုဆွဆန့်တက်သူဖြစ်လို့စိတ်ဝင်စားမှုတွေများပြားပြီးအာယုံဆိုင်လောက်ကင်မှုခက်ခဲလေရှိတတ်ကြပါ၏မိမိကိုအာယုံဆိုင်အရေးတယူပြုလုပ်ခြင်းကိုနှစ်သက်လေရှိပြီးချီးမွန်ပြောဆိုခြင်းချိုးသာစွာပြောဆိုခြင်းများကိုနှစ်သက်လေရှိပါ၏စိတ်ခံစားမှုကိုထုတ်ဖော်ပြသတတ်သူများဖြစ်လို့သူတို့ရဲ့ခံစားချက်ကိုထိန်းချုပ်ရန်ခက်ခဲလေရှိပြီး စိတ်ဆိုးလွယ်တဲ့သူများဖြစ်ပါတယ်။စိတ်ခံစားမှုမကောင်းတဲ့ချိန်များမှာပြင်းပြင်းထန်ထန်တုံ့ပြန်လေးလေးရှိပါတယ်။ဒါကြောင့်သုံးကနေသမားတသားမိမိလေးတွေကိုပြုစုပြောထောင်ရမှာသူတို့ရဲ့ဖန်တီးနိုင်စွမ်းကိုအားပေးပြီးဖြစ်မြအောင်မျှတောင်မြှောက်ပေးတင်တာပဲဖြစ်ပါတယ်။ခံစားချက်များကိုဖွင့်ရပြောဆိုဖို့အခွင့်ပေးပြီးသူတို့ရဲ့စိတ်ခံစားမှုကိုနားလည်ပြီးအလွန်အကျွံမဖြစ်အောင်ထိမ့်သိမ့်လမ်းညွှန်ပေးတင်ပါတယ်။ အယုံဆိုင်မှုအားနည်းသူများဖြစ်ကြလို့အလုပ်တစ်ခုကိုစလုပ်ရင်ပြီးဆုံးသည့်အထိလောက်ကန်နိုင်အောင်အားပေးပါတတိပေးပါ ကုညီပါလို့လည်းအကြံပြုချင်ပါတယ်။တို့အောင်မြင်မှုတွေရှိလာရင်လည်းအကောင်ဆုံးချီးမွမ်းအတိမတ်ပြုမှုပြုလုပ်ပေးဖို့အတွက်အကြံပြုချင်ပါသေးတယ်။နောက်ဆုံးပြောချင်တာကတော့တုံကနန်းသမားတသားမိမိလေးများဟာပျော်ရှင်တွေ့ကြရတဲ့စိတ်ကူးယဉ်သမားများဖြစ်ပြီး သူတို့ရဲ့ဖန်တီးနိုင်စွမ်းနဲ့အကောင်းမြင်စိတ်တွေကပတ်ဝန်းကျင်ကိုအလင်းရောင်ယူလာပေးနိုင်သူများလည်းဖြစ်ပါကြောင်းဒီနေ့စူပါမန်ကမေမေတို့အတွက်ဗဟုသုတအဖြစ်ဝင်းမြပေးလိုက်တာပဲဖြစ်ပါတယ်စူပါမန်ကမေမေတို့အတွက်ဗဟုသုတရစရာအကြောင်းအရာလေးတွေကိုခါအားလျော်စွာတက်ဆက်ပေးသွားမှာဖြစ်လို့မေမေတို့သိချင်တာလေးများရှိနေရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါဦးနော်အခုလိုနားဆင်ပေးကြတဲ့အတွက်လည်းအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်